ရွှေထူးနဲ့ကလေးမီယူရတဲ့အထူးကကြောင်းရင်းကိုရွှေမွန်ရည်ပြောပြီးအားလုံးပဲမင်္ဂလာပါရှင် ရွှေမန်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်လက်ထပ်ထားတာကြာနေပြီဖြစ်ပေမဲ့ရွှေထူးနဲ့ကလေးမီရသေးတဲ့အထူးကကြောင်းရင်းကို ပြောလာတာက ရွှေမွန်ရည်ပါအားလုံးသိကြတဲ့အတိုင်းရွှေထူးနဲ့ရွှေမွန်ရည်ဟာနှစ်ယောက်သားကအရန်ချစ်ပြီးအခက်ခဲမျိုးစုံကြားကလက်ထပ်ခဲ့ကြသူတွေလည်းဖြစ်ပါတယ် အလုံးလေးတည်ထားတဲ့အတိုင်းဆိုတော်ရွှေထူးဟာလူငယ်ကြိုက်တဲ့ချင်းအေးအေးလေးတွေကိုတီးဆိုရင်နာမည်ကြီးလာတဲ့အဆိုတော်တူဖြစ်ပါတယ်။ရွှေမုံရည်ကလည်းနုပညာလောကကိုစံကျော်တတ်အရွယ်မှာစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီးရွှေမုံရည်ရဲ့ပွင့်လင်းတွက်လက်တဲ့အိုက်တင်တွေဘသူနဲ့မှမတူတဲ့ကိုပိုင်ချီစတိုင်နီချစ်စရာကောင်းတဲ့စကားပြောဟန်နေတဲ့ရွှေမုံရည်ဟာပြည့်တတ်အချစ်တော်တရုတ်ဆောင်မင်းသမီးလေးဖြစ်နေတာပါ။ ဒီလိုနဲ့ရွှေကျူးတင်အောင်နမဲကြီးဆိုတော့ဘဝကနေတရုတ်ဆောင်မင်းသားလိုင်းဘက်ကိုကူပြောင်းချိန်မှာတော့ရွှေမုံရည်ဒီနဲ့ချစ်ကြိုက်ဖူးစာဆောင်ကမြ мян ဆန်ဆန်ပဲလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမြ мян ဆန်ဆန်တွဲကလက်ထပ်ခဲ့တဲ့ရွှေထူးနဲ့ရွှေမုံရည်ဒီဆောင်တွဲလေးကိုအစောပိုင်းမှာပြည်သက်တွေကတိတ်မကြည့်ကြပါဘူး။ အထူးသဖြင့်ရွှေတူးဟာသူ့ရဲ့ချစ်သူနဲ့လမ်းခွဲပြီးမြ мян ဆက်ဆန်းရွှေမုံရည်နဲ့လက်ထပ်သွားတာကြောင့်မကြည့်ကြတာဖြစ်တယ်လို့ရွှေမုံရည်ရဲ့ fan တွေကလည်းအသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေစေချိန်ကာလတစ်ခုမှာလက်ထပ်သွားတာကြောင့်ရွှေရွှေ couple ကိုလူတွေကအမြင်မကြည့်ကြတာဖြစ်ပါတယ်ဒါပေမဲ့တာယာပျော်ရွှင်စရာကောင်းတဲ့ဇနီးမောင်နှံအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အထူးသဖြင့်ရွှေတူးဟာရွှေမုံရည်ဒီကိုပျော်ရွှင်စိတ်ချမ်းသာအောင်အမြဲတမ်းထားသလိုရွှေမုံရည်ဒီကလည်းရွှေတူးလိုအပ်တာတွေကို အမြဲတမ်းဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ဒါပြင်ရွှေထူးနဲ့ရွှေမုံရည်တို့ဟာရှေသွန်းနောက်လိုက်အမင်းကြီးကပြိတက်မြင်ခွင်းရှိမှရောကင်မရာနောက်ွယ်မှာပါ စိတ်တူကိုတူတာယာပျော်ရွှင်တဲ့ဇနီးမောင်နှံစုံတွဲလေးဖြစ်ခရီးဆက်နေကြတာဖြစ်ပါနေ။ အထူးသဖြင့်ရွှေထူးနဲ့ရွှေမုံရည်တို့ဟာစိတ်ပိုင်ရင်တချင်းအတူတူဆိုလိုက်ရုပ်ရှင်စကားအတူတူရိုက်လိုက်နဲ့ပျော်ပျော်ရွှင်ရွှင်ဆဆနောင်နောင်နေရတာဖြစ်တာတယ်။ဒါပေမဲ့သူတို့နှစ်ယောက်မှမရှိတာကရှင်သွေးလေးပါ။ရွှေမုံရည်အနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆိုရင် ကိုဝင်ရရှိထားပြီးဆိုပြီးတော့ပြောနေတဲ့ဗီဒီယိုဖိုင်တစ်ခုဖြန့်နှံ့ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်းအဲ့ဒီဗီဒီယိုဖိုင်ထဲမှာပြောနေခဲ့တဲ့အကြောင်းအရာတွေနဲ့ရှင်ပြီးကြောကြည့်မယ်ဆိုရင်တော့အဲ့ဒါကကိုဗစ်ကာလတုန်းကဗီဒီယိုဖိုင်တစ်ခုဖြစ်နေခဲ့တာပါ။အဲ့ဒီတုန်းကသူ့ရဲ့ခင်မွန်းတဲ့ရွှေထူးကိုစနောက်ပြီးတော့ပြောခင်တာသာဖြစ်ပြီးတကယ်တမ်းကိုဝင်ရရှိခဲ့ခြင်းမရှိခဲ့ပါဘူး။ရွှေမုံရည်ကသူမရဲ့ခင်မွန်းတဲ့ရွှေထူးဟာကြုံရင်ကြုံသလိုကလေးယူဖို့ရှိနေပေမယ့်ခုလုံးလုံးစဲသူမရဲ့ယောဂကြောင့်ကလေးမယူနိုင်သေးဘူးလို့ဆိုပါတယ်။ အဆိုပါယောဂါကတော့အစာအိမ်ယောဂါဖြစ်ပြီးဒီအစာအိမ်ယောဂါကြောင့်လဲထိုင်းနိုင်ငံဘန်ကောက်မှာ၃လလောက်ကုသလိုက်ရတယ်လို့ရွှေမုံရည်ကပြောလာတာဖြစ်ပါတယ်။အခုဆိုရင်အမှုပညာအလုပ်တွေတချို့ကို ပြန်လည်ပြီးတော့လှုပ်ဆောင်မှုအတွက် စီစဉ်နေခဲ့ပေမယ့် ကျန်းမာရေးကိုပို့ပြီးတော့ဦးစားပေးနေရတဲ့အနေအထားဖြစ်တာကြောင့်ရွှေမုံရည်ကပြောလာတာပါ။ရွှေမုံရည်ကသူမတေးသေးချာချာကျန်းမာရေးကောင်းပြီးတော့ ရေရှိမှအဆင်ပြေသွားရင်တော့ကလေးယူဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးရင်သွေးလေးရရှိအောင်လို့လှုံ့ဆော်သွားမှာဖြစ်တယ်လို့လည်းအသိပေးလာခဲ့ပါတယ်။ပြိဿကရောကိုဝင်ဆောင်လို့မရတဲ့မင်းသမီးလေးရွှေမုံရည်ဒီအတွက်အားပေးစကားလေးတွေပြောသွားပေးခဲ့ကြပါအောင်ရှင်။